မင်္ဂလာပါရှင်ဒီနေ့ကျမတို့အတူတူလေ့လာကြမယ့်အကြောင်းအရာကတော့လီ resistor ရဲ့အကြောင်းပြောကြမှာပါအဲ resistor ဆိုတာအထီးကြပါလေဘယ်လိုအလုပ်လုပ်တယ်လဲဆိုတာဒီကိုရှင်းရှင်းလင်းလင်းပြသွားအောင်ဆွေးနွေးကြည့်ကြတာပေါ့နော်ဟုတ်ကဲ့ဒါက electronic ကိုစိတ်ဝင်စားနေတူတဲ့အတွက်တော့တကယ်အခြေခံကြပြီးအရေးလဲကြည့်ပါတယ်ကဲကြည့်တော့အဲ့ဒီဗီဒီယိုတွေကအချက်တွေကိုတစ်ခုချင်းစီးကြည့်ကြရအောင်ဟုတ်ကဲ့ဒါဆိုပထမဆုံးအချက် resistor ဆိုတာဘာလဲဆိုတာလေးဆက်လိုက်အောင်အခြေခံကတော့ तू က list စီးတာကိုခုခံတဲ့ပစ္စည်းအစိတ်ပိုင်းတစ်ခုပေါ့ဒါပေမဲ့အဲလုံးဝပိတ်ထားတာတော့မဟုတ်ဘူးเนาะမှန်ပါတယ်အဲ့ဒီခုခံတယ်ဆိုတာကိုပုံနားလဲပို့လေးပစ္စည်းအမျိုးအစားနှစ်ခုနဲ့ရှင်းကြည့်လို့ရတယ်တစ်မျိုးကချင်းဒီဝိုင်ယာလိုယခုပစ္စည်း conductor ပေါ့သူတို့က electron တွေလွတ်လွတ်လပ်လပ်တွန်းနိုင်တော့ရစ်ဆက်ကိုကောင်းကောင်းစီးခွင်ပေးတယ်အင်းနောက်တစ်မျိုးကဟိုတင်း ဖန်တို့ပလတ်စတစ်တို့လို insulator လက်ကပစ္စည်းသူတို့ကြတော့လက်စစ်လုံးဝနှီးပါမစည်းဘူး resistor ကအဲ့ဒီနှစ်ခုရဲ့ခြားထဲမှာသူကစီးတော့စီးခွင့်ပေးတယ်ဒါမဲ့ဟိုထိန်းပြီးတော့ကန့်တက်ပြီးတော့စီးစေတာအော်ဘာကြောင့်အလိုထိန်းဖို့ကန့်တက်ဖို့လိုရတာလဲလက်စစ်ကောင်းကောင်းစီးတာလဲကောင်းတာမဟုတ်လားဟုတ်ပါတယ်ဒါမဲ့လေစက်ခစ်တီထဲမှာ အစိပ်ပိုင်းတိုင်းကလိုအပ်တဲ့လက်စီပမာဏကမတူဘူးဗျာဥမာပြောရရင် LED မီလုံးလေးတစ်လုံးကိုစဉ်းစားကြည့်လက်စီအများကြီးပေးလိုက်ရင်ပြတ်သွားမှာလောင်သွားမှာဟုတ်အဲ့လိုမထည့်အောင်သူ့ရှေ့မှာတင့်တော်တဲ့ resistor လေးတစ်လုံးခံထားလိုက်တယ်အဲ့ဒီ resistor က LED အတွက်လိုသလောက်ပဲမများလုံးလေးလက်စီကိုပဲဖြတ်တန်းဝင်ပေးတော့တာအာလုံးဂျုံရဲ့သဘောမျိုးထိန်းချုပ်တဲ့သဘောမျိုးပါတာ ਉਹ နော်อืมအဲ့လိုသဘောပေါ့ သူ့တိုင်းလာတဲ့ unit က ohm ဆိုတာနော်ဗီဒီယိုထဲမှာ greek အခရ omega အဲ omega တွေပြထားတယ်ပုံကျန်းဆွေးရင်သူ့နဲ့သင်ကေတာကတော့ဟုတ်ပါတယ် ohm ဆိုတာ german ရူပဗေဒပညာရှင် george ohm ကိုဂုံပြုပြီးပေးထားတာသင်ကေတာကတော့အသုံးများဆုံးတာအကွေးပုံစံ zigzag လေအမေရိကန်စနစ်မှာတုံတာများတယ်ဥရောပမှာတော့တစ်ခါတလေ၄000အခေါင်းပေါက်လေးနဲ့ပြတာလေးရှိတယ်နှစ်ခုလုံးက resistor ပါပဲ။ ကောင်းပါပြီ register ရဲ့အခြေခံသဘောတရားကိုတော့ရှင်းသွားပြီ knock တဲ့ချက်ကဖြစ်စည်းရရဲ့ခုခံနိုင်စွမ်း resistance ကဘာလို့ကွာခြားရတာလဲဆိုတာဗီဒီယိုထဲမှာကြီးနေတဲ့တန်ကိုဥပမာပေးထားတယ်နော်ဟုတ်ကဲ့အရာကဖြစ်စည်းတစ်ခုချင်းစီရဲ့မူလတဘာဝကိုကကွာခြားလို့ပါသူတို့ရဲ့ atom တိဆောက်ပုံတွေအပြင်းဆုံးအလွာက electron အကြီးအတွက်တွေအဲ့ဒါတွေမတူတော့လက်စည်းကိုခုခံနိုင်တဲ့စွမ်းအားလည်းမတူတော့ဘူး ဒီမွေးရပါခုခံနိုင်စွမ်းကို resistivity လို့ခေါ်တယ် resistivity နဲ့ရငွေတို့ជីနီတို့ကလက်ခုကောင်းတယ် resistivity ညားတဲ့ဟာတွေကခုခံမှုပိုများလာပေါ့အဲ့ဒီ resistivity နဲ့ပတ်သက်ပြီး video ရမှာစိတ်ဝင်စားဖို့ကောင်းတဲ့စံသစ်ချက်လေးတခုပါသေးတယ်နော်သူတို့ကမိနေတဲ့သွေးအသီးတစ်လုံးကိုတိုင်းကြည့်တာခမန်းကျဲ68 to 69 kilo ohm လောက်ရှိတယ်ဆိုပြီးပြသွားတယ်ဟာဟာဟုတ်ပါတယ်ဒါပေမဲ့လေအရေးကြီးတာကအဲ့ဒီတံပိုးကမငြိမ်ဘူးဆိုတာပဲသိကြပါတယ် ဲ့တဲ့တီဦးမကရေစရာကောင်းသလိုနဲ့တကယ်တော့အင်ဂျင်နီယာတွေအတွက်အရင်အရေးကြီးတဲ့ချက်ကိုပြောနေတာ electronics ပစ္စည်းတွေမှာသုံးဖို့ကကြိုတိလို့ရတယ်တည်ညီနဲ့ခုခံတန်ဖို့လိုတယ်တရတိလို့မျိုးအဆိုးဓာတ်တော့အဖူဂျင်လို့အချင်လို့အလိုက်တန်ဖို့ပြောင်းနေတာမျိုးကို resistor လို့လို့မရဘူးလေဟုတ်ကဲ့အဲဒါကြောင့်လက်တွေမှာ carbon တို့တတ္တုဆတ်တို့တတ္တု oxide တို့လို့တည်ငင်ပြီး resistivity ကိုထိုင်းချုပ်လို့ရတယ်ပစ္စည်းတွေကိုပဲတေချာရွေးသုံးရတယ်နော် ဗီဒီယိုဟဲမှာနောက်ထပ်အချက်နှစ်ချက်ကိုပြောသွားသေးတယ်ဟုတ်ပါတယ်ပစ္စည်းမျိုးစားပြင် resistor ရဲ့ပုံမှန်တန်တန်အတိုင်းတာနှစ်ခုကလည်းခူခန္ဓာမှုကိုတိုက်ရိုက်ပြောင်းလဲစေတယ်အဲ့ဒါတွေကတော့စစ်ရှက်စီးထွားရမယ့်လမ်းရဲ့အရှိလန့်နဲ့နဲ့အဲ့ဒီလမ်းရဲ့ကန့်လန့်ဖြတ် area cross sectional area အခြေဝန်ပေါ့အဲ့ဒီအရှိနဲ့အခြေကခူခါမှုကိုဘလို့တဲ့ရောက်လဲဆိုတာကိုဗီဒီယိုထဲမှာရေပိုက်ဥပမာနဲ့ရှင်းပြထားတာအရင်ကောင်းလေဟုတ်ကဲ့အဲ့ဥမာကမတ်ရအလွယ်ဆုံးပဲ ရှစ်စီးကိုရေးစီးလာလို့မြင်လိုက် resistor ကိုရေးပိုက်လို့သဘောထားကြည့်อืมစစ်အရှိလန့်ရေးပိုက်ကရှေလေးလေရေးစီးရတာအားပိုးဆိုင်ရလေတဲ့တွစ်တိုင်မှုများလေလေပဲမော်လားအဲ့လိုပဲ resistor ရဲ့လမ်းရောက်ရှေလေးလေ electron တွေတွားရတာအတားအဆီးများလေလေဆိုတော့ resistant ပုံများလေလေပဲဟုတ်ကဲ့ဒုတိယကန်လန့်ဖြစ် area cross sectional area ဒါပိုက်ဘလောက်ကျယ်လဲဆိုတာပေါ့ပိုက်ကကျယ်လေလေ area ကြီးလေလေ ရေတွေအများကြီးတပြိုင်တည်းလွယ်လွယ်စီးနိုင်လေလေအဲအိမ်ပဲ resistor ကပိုတုတ်လေလေ area ကျဲလေလေ electron တွေသွားဖို့လမ်းပိုကျဲသွားတော့ခုခံမှုနည်းသွားလေလေပဲ resistance နည်းသွားတာပေါ့ရှင်းသွားပါပြီဆိုလိုတာကပစ္စည်းတူကူကိုပဲသုံးရင်တောင်းအဲ့ပစ္စည်းကိုပိုရှည်ပြီးပိုသေးအောင်လုပ်လိုက်ရင် resistant ပိုများရဲ့ resistor ရနိုင်တာကော theory ရတော့ဟုတ်ပါတယ် diamond လက်တွေ့မှာကအဲ့လိုလုပ်ဖို့အခက်အခဲရှိလာတော့ဥပမာ ခုခံမှုအရမ်းများတယ်မေကာအုံးပေါင်းများစွာရှိတဲ့ resistor တခုလိုချင်နေဆိုပါတော့အဲ့ဒါကို resistivity များတဲ့ပစ္စည်းစစ်စစ်ကိုသုံးပြီးတော့လीအရမ်းရှည်အရမ်းသေးတဲ့အချောင်းလေးဖြစ်အောင်လုပ်ဖို့ကတကယ်တော့မလွယ်ဘူးဟုတ်ပါပဲအရွယ်စားကအရမ်းကြီးသွားနိုင်တယ်ဒါမှမဟုတ်ကြိုးလွယ်ပဲ့လွယ်ချင်နေမယ်တိကျတဲ့အရွယ်စားရဖို့ခက်တယ်အဲ့ဒီအချက်ကပဲကျွန်တော်တို့ကိုနောက်တစ်ပိုင်းကိုခေါ်သွားတာ လက်တွေ့ resistor တွေကိုပြီးလို့ဖန်တီးကြလဲဆိုတာပေါ့ဟုတ်ကဲ့ဗီဒီယိုထဲမှာအသုံးများတဲ့ထုတ်လုပ်နည်း၃မျိုးပြောထားတယ်ပထမပါတနည်းက wire wound resistor ဟုတ်ပါတယ် wire wound ဆိုတာကကျွေးထည်လို့ဥတိုင်းလေးပေါ်မှာခူးခတ်မှုရှိတဲ့တတူ wire ကြိုးပေးတဲ့လေများသောအချင်း necron ပေါ့အဲ့ဒါကိုအပရေအတိအကျရောပတ်ထားတာအဲ့ဒီ wire ကြိုးရဲ့အရှေ့ဆိုလိုတာက အပတ်အရေအတွက်ကိုချင်းရည်ပင် low generation resistance ကိုတည်တည်ကြကြရအောင်လုပ်တာ ပါဝါယွန်းများများခံနိုင်တဲ့ resistor တွေမှာတောက်သုံးတာများတယ်။သူ့မှာအားသာချက်ရှိသလိုအားနည်းချက်ရောရှိတာပေါ့။အဓိကကတော့ high frequency ကျင်းလုံးမြင့်တဲ့ပလံတွေမှာဆိုရင်အဲ့ဒီ wire ခွေက inductor သဘိုးဆောင်သွားတတ်တယ်။နောက်ပြီးတခြားအားတွေလောက်တီးအောင်လုပ်ဖို့ခက်တယ်။ဒုတိယနည်းလမ်းက composition resistor ဒါကတော့ဘယ်လိုမျိုးလဲ။ composition ကြတော့ခုခံမှုရှိတဲ့အမုံပုမကာဗွန်မုံကဂရဖိုက်တုတ်ကို binder လို့ခေါ်တဲ့ခြိနှောင်းပစ္စည်းတစ်မျိုးနဲ့ရောပြီးတော့ဖိတိတ်ပုံသွင်းထားတာ။ အမုံနဲ့ binder အချို့ကိုပြောင်းပြီး resistant အမျိုးမျိုးလုပ်တာပေါ့ဒါအနေနဲ့ရှိကြတယ်ဈေးလည်းတက်တာတယ်ဒါပေမဲ့သူ့မှာတော့အားနဲ့တက်ချီတာပေါ့ composition တွေက များတော့အပြင် tolerant တိတ်မကောင်းဆိုလိုတာကပြောထားတဲ့တန်ဖိုးနဲ့တကယ်တန်ဖိုးနဲ့နဲ့ကွာတတ်တယ်နောက်ပြီးအပူချိန်တို့ဆိုထိုင်းစတို့ပြောင်းရင်တန်ဖိုးနဲ့နဲ့ရွှေ့တတ်တယ်ဩဒါဆိုတတိယနီလန် film resistor ဒါကခုခေတ်မှာအရန်သုံးများတယ်ထင်တယ်နော်ဗီဒီယိုထဲမှာလည်းသူ့ကိုနည်းနည်းပေါ်ပြသွားသလိုပဲ ဟုတ်ပါတယ် film resistor ကတုံးအများဆုံးထဲမှာပါတယ်သူ့ရဲ့အခြေခံတကြွေးထဲဦးတိုင်းလေးပေါ်မှာ အရန်ပါတဲ့ခုခံပစ္စည်း film flint law တခုအရန်တင်လိုက်တာအဲ့ဒီ flint law က carbon film ဖြစ်နိုင်တယ် metal film ဖြစ်နိုင်တယ် metal oxide film လည်းဖြစ်နိုင်တယ်အေး flint law တင်းပင်ရောတံဖိုးဘယ်လိုချင်းတာလဲအဲ့ဒီမှာနင်းနေလေမာတဲ့နေလန်တုံးတယ်အဲ့ဒီ flint law ကိုလေဆာနဲ့လဲ crew part ပုံ spiral ပုံစံလမ်းကြောင်းလေးတွေချစ်ထုတ်ဖြတ်ထုတ်လိုက်တာအော်ဟုတ်ကဲ့အဲ့လိုဖြတ်လိုက်တော့ ချက်ရှိတော့ရမယ့်လမ်းကဖြောင်းဖြောင်းကြီးမဟုတ်တော့ပဲခရုပလန်းအတိုင်းပို ရှည်တော့တော့အဲ့ဒီဖြတ်တဲ့ခရုပတ်ရဲ့အကျဲအချင်းအစိတ်အကျဲကိုထင်းချုပ်ပြီးခုခံလမ်းကြောင်းရဲ့ထျောက်တဲ့အရှိေကိုပြောင်းလိုက်တာအရှိေပြောင်းတော့ resistance လဲလို့လို့ပြောင်းထားတာပေါ့ဒါကတော်တော်လေးထင်းချုပ်လို့ကောင်းပြီတိကျမှုလည်းမင်းမပုံမယ်နော်တိကျပါတယ်ဒီနည်းနဲ့ resistance ကို tolerance အရင်ကောင်းအောင်တိကျအောင်လုပ်နိုင်တယ်ရွယ်စားလဲတေးသေးလေးတွေလုပ်လို့ရတယ် မက်တယ်ဖီမ်ဆိုပိုကောင်းတယ်တင်းငင်းနဲ့ noise လည်းနဲတယ်ဆိုတော့ဒီနီလန်တွေကဟိုပစ္စည်းစစ်စစ်ကိုပုံတွင်းထားတဲ့အခက်ခဲကိုကြော်လွားပြီးတင်းငင်းတဲ့အမျိုးမျိုးသော resistance တွေကိုတိတိကျကျလွယ်လွယ်ထုနိုင်စေတာပေါ့ဗျာကောင်းပါပြီဒါဆို resistor တွေဘယ်လိုလုပ်လဲတည်ပြီသူရဲ့ဂျမ်ဘိုးဒီအရွယ်စားတွေပဲလက်အောင်ဗီဒီယိုထဲမှာပြောတာက resistor တမိုးတွေက0 ohm နားကတာကနေ mega ohm ပေါင်းများစွာ ohm တန်းချီပြီးရှိနိုင်တယ်ဆိုတာပဲ တော်တော်ကျေပြန့်တာပဲဟုတ်ပါတယ်ပလန်မျိုးမျိုးရဲ့လိုအပ်ချက်ကိုဖြေဖို့တံဖိုးအတိုင်းတာရမ်းကျေတာနောက်ထပ်ကအရွယ်စား resistor လေးတွေက size မျိုးစုံနဲ့လာတယ်အဲ့ဒီအရွယ်စားကဘာကိုပြောတာလဲ resistant တံဖိုးနဲ့တိုက်ရိုက်ဆိုင်လားတံဖိုးနဲ့တိုက်ရိုက်တော့မဆိုင်ဘူး 1k on resistor ကအကြီးလေးဖြစ်နိုင်တယ်သေးသေးလေးလေးဖြစ်နိုင်တယ်အရွယ်စားကအဓိကဆိုင်တာကသူ့ခံနိုင်တဲ့ power ပမာဏ power rating နဲ့ပြ watt နဲ့တိုင်းတာလား resistor ရဲ့လျှပ်စီးစီးရင်အပူထွက်တယ်လေ size ပိုကြီးတဲ့ resistor ကအပူကိုပိုဆွန့်ထုတ်နိုင်တော့ power ပိုခန့်နိုင်တယ်သေးလေ power rating နဲ့လေပဲ18 watt 1/4th watt 1/2th watt 1 watt 2 watt အလိုရရှိကြတယ်ဟွန်းလိုအပ်တာတဲ့ power rating နဲ့ဒါသုံးမိရင်ပူလောင်ပြီးပျက်စီးသွားနိုင်တယ်အိုးအဲ့ဒီ power rating များတဲ့ resistor အကြီးနာဆိုရင်တန်ဖိုးရော power rating ရောကဏ္ဍနေရထားတာတွေ့ဘူးတဲ့10 ohm 5 watt ဆိုတာမျိုးပေါ့ ဒါမဲ့ဟိုတီတီလေးတွေသူတို့ဟောခွက်ဆင်းနေမှကြတော့အစာကြီးဖို့နေတာကမရှိတော့ပဲအဲ့ဒီမှာအယောင်ကုတ်တွေလောလာပြီပေါ့မှန်ပါတယ်ရိုဇစ်စာလေးတွေတေးလို့တော့ကနန်းလေးရေးရင်လည်းဖတ်မမြင်ဘူးအဲ့ဒီအစားစံစမ်းမှတ်ရတာအယောင်ကွေ color band လေးတွေနဲ့သူ့ရဲ့ resistant တန်ဖိုးရဲ့ tolerance ဆိုတဲ့တိကျမှုရခိုင်နှုန်းရဲ့ကိုပြတဲ့စနစ်ကိုတုံးလာကြတာဒီအယောင်ကုတ်ဖတ်တဲ့ရင်တန်ဖိုးကိုချက်ချင်းသိနိုင်တယ်အယောင်ကုတ်မှာအသုံးများဆုံးက4 band အယောင်ကွင်းလေးခွင်းစနစ်နော်သူ့ကိုဘလို့ဖတ်ရလဲဆိုတာလေးရှင်းပြပါအောင်အယောင်တွေရဲ့တံပိုးတွေကရောဟုတ်ကဲ့ရင်းဆုံးအခြေခံအယောင်၁၀ယောင်လဲသူ့ရဲ့ကဏ္ဍကိုမှတ်ရမယ်အနက် =0 အညို့ =1 အနီး =2 လေမော =3 အဝါ =4 အဆိုင် =5 အဖျား =6 ခရိုင် =7 မိခို့ =8 အဖြူ =9 ဟုတ်ကဲ့4ဘက်မှာကွင်းလေးကွင်းပါပါတယ် ဘယ်ကစဖတ်ရမလဲတီးဖို့ကရေးကြီးတယ်။များသောအားဖြင့်နောက်ဆုံး꽌 tolerance ဖြစ်တဲ့꽌ကတခြား꽌နေနဲ့နည်းနည်းလေးခွာနေတာတည်း။အဲ့ဒီခွာနေတာကိုညာဘက်အဆုံးထားပြီးဘယ်ကနေစဖတ်ရတယ်။အော်ပထမရောင်꽌ကပထမကင်္ကနာ first digit ဒုတိယရောင်꽌ကဒုတိယကင်္ကနာ second digit တတိယရောင်꽌ကမြောက်ကင်း multiplier ဒါက10ရဲ့ဘယ်နှထပ်ကင်းလဲထရပြတာ။အယောင်ရဲ့ကဏ္ဍတန်ဖို့ကို10ပေါ်တိမြောက်ရမှာ။ အနီဒူးဆို10 square eagle 100နဲ့မြောက်လင်မော3ဆို10 cube eagle 1000 one chain နဲ့မြောက်အနတ်0ဆို10 eagle 1နဲ့မြောက်အညော1ဆို10 eagle to 10နဲ့မြောက်အဲ့လိုပေါ့စတူတာရောင်ကွင်းက tolerance တိကျမှုရခိုင်နှုန်း percent ဗီဒီယိုတွေကဥမာလေးနဲ့ရှင်းကြည့်အောင်အညူအနတ်အနီရွှေရောင်ဆိုရင်ကောင်းပြီ man 1 a new equally 1 band 2 a net equally 0 suro patama kanana longa 10 band 3 a ni equally 2 daga multiplier suro 10 2 equally 100 miao diro resistance ga 10 multiplied by 100 equally 1000 ohm dago 1 kilo ohm lo kore hoge okay. band 4 ga shuyang gold Gold ga plus minus 5% tolerance ko piare. Silver so plus 10%. Ayang mapayin plus 20%. The cha anyo plus 1%. Ani plus 2%. Sadapien puri jare tolerance dele shi dere. Soro, anyo anat ani shuyao resistor ye tempo apji esunga 1 kilo ohm plus minus 5% po. Tu ye tike te tempo ga 1000 ohm ye 5% apyang le atuin 950 ohm ne 1050 ohm jama shumilu piora. အဲ့ဒီ tolerance ကဘာလို့ရေးကြည့်တာလဲ5%လောက်กว่าတာတိတ်ကင်းဆက်မှုရှိလောက်ဘူးထင်တာပဲပလတ်များစုအတွက်တော့ +5% တို့ +10% တို့ကအဆင်ပြေပါတယ်ဒါပေမဲ့အရန်တိကျဖို့လိုတဲ့နေရာတွေတိုင်းတာရေးကိရိယာတို့စေပုစီတို့အတံပိုင်းဆိုင်ရာကောင်းကောင်းနေမှာဆိုရင်အဲ့ဒီ kwa ရချက်နည်းနည်းလေးကတော့အလုံးလုံးပုံကိုထိခိုက်စေနိုင်တယ်အဲ့လိုနေရာတွေအတွက် tolerance ပိုနေတဲ့ +1% တို့ plus 0.5%တို့လို့ register တွေတုံရတယ်။အဲ့လိုတီးကြမှုမြင့်နေတာတွေမှာ များသောအားဖြင့် 5band အယောင်ကိုတုံတယ်။5 band ကဘီလိုကွာရတာလဲ။ 5band မှာပထမကွင်း3ကွင်းကကဏန်း3လုံးသာ digit ပါလာတယ်။စတုထကွင်းက multiplier ။ပြီးကျမကွင်းက tolerance ။ဖတ်ပုံကအတူတူပဲကဏန်းတစ်လုံးပိုတီးကြသွားတာပေါ့။အော်ဟုတ်ကဲ့။ကမ္ဘာပြီအယောင်ကုတ်တွေအယောင်ရှင်းသွားပြီ။ နောက်ဆုံးအပိုင်းညီနဲ့ register တွေကိုဘာကြောင့်ပေါင်းတုံးလဲဘယ်လိုပေါင်းတုံးလဲဆိုတာလေးဆွေးနွေးရအောင်အဓိကတော့လေကျွန်တော်တို့လိုချင်တဲ့ resistant tempo အတီကြတိုင်းကိုထုတ်မထားလို့ပဲ register တွေကို standard values စံ tempo တွေနဲ့ပဲအများဆုံးထုတ်ကြတာဥပမာ eto series ဆို တကက်100 ohm ကနေ 1k ohm ကြားမှာ tempo 12မျိုးပဲရှိတယ် e24 ဆို24မျိုး အဲ့တော့ဥပမာ155 ohm လို့မျိုးတန်ပိုးအတိအကျလွမ်းလာရင်ဈေးကွက်မှာအဲ့ဒီတန်ပိုးတိုင်းရှာမရတာပေါ့။အင်းဟုတ်။အဲ့ဒီခါရှိတဲ့ standard value resistor တွေကိုပေါင်းစပ်ပြီးလိုချင်တဲ့တန်ပိုးဒါမှမဟုတ်အနည်းဆက်ဆုံးတန်ပိုးရအောင်ဖန်တီးယူရတာပေါ့။ပေါင်းစပ်နီးနီးနီး series အတန်းလိုက်ဆက်တာနဲ့ parallel ပြိုင်ဆက်တာနော်။ series ဆိုရင်ဘယ်လိုဖြစ်သွားလဲ။ series ဆက်တယ်ဆိုတာတစ်ခုရဲ့အဆုံးမှာနောက်တစ်ခုရဲ့အစကိုဆက်တိုက်ချိန်သွားတာယထာတွဲတယ်လို့ပဲ။ ်ဒီလိုဆက်ရင်လက်စီက resistor အားလုံးကိုတစ်ခုပြီးတစ်ခုဆက်တိုက်ဖြစ်ရတယ်။ဒါကြောင့်စုစုပေါင်း resistance r total ကတစ်ခုချင်းစီရဲ့ resistance တွေကိုပေါင်းလိုက်တာနဲ့ညီတယ်။ r total equals r1 plus r2 plus r3 plus plus ပေါ့။ဥပမာ100 ohm နဲ့55 ohm ကို series ဆက်ရင်155 ohm ရတော့မှာပေါ့။ဟုတ်ပါတယ်။ resistance တို့ချင်ရင် series ဆက်ရတယ်။ဒါဆို resistance short charge ချင်ရင် parallel ဆက်ရမှာပေါ့။ parallel ဆက်ပုံကတော့ parallel set ရဲ့ဆိုတာ resistor တွေရဲ့အစိုးနှစ်ဖက်လုံးကို အတူတူစုချီတာ resistor အလုံးရဲ့တစ်ဖက်ဆုံးတွေကိုတနည်းအားမစုဆက်နောက်တစ်ဖက်ဆုံးတွေကိုနောက်တစ်နည်းအားမစုဆက်လိုက်တာဒီလိုဆက်လိုက်ရင်လက်စီကခွဲပြီးစီးသွားနိုင်တဲ့လမ်းကြောင်းတွေဖြစ်သွားတော့ဒါကြောင့်စုစုပေါင်း resistance ကလျော့သွားတယ်မှတ်ထားရမှာက parallel set ထားရင်စုစုပေါင်း resistance ဟာအဲ့ဒီမှာပါတဲ့အငယ်ဆုံး resistor တစ်လုံးရဲ့တန်ဖိုးထက်တောင်အမြဲတမ်းနည်းနေမယ်။အော် parallel ဆက်ရင်စုစုပေါင်းကိုဘယ်လိုတွက်ရမလဲနှလုံး R1 R2 ကို parallel ဆက်ရင် R total တွက်တဲ့ formula က2မျိုးရှိတယ်တမျိုးက1 is R total is equals to 1 is R1 plus 1 is R2 နောက်တစ်မျိုးကအဲ့ဒါကိုပြန်ရေးထားတာ R total is equals to R1 R2 over R1 plus R2 product over sum ပေါ့ဟုတ်ကဲ့ဥပမာ 1k ကိုနှလုံး parallel ဆက်ရင် R total equal 1000 10000 1000 plus 1000 equal 1,2000 equal 500 ohm တွေ့လား1 KO နှလုံး parallel က500 ohm ပဲကျန်တော့တယ်တံပိုးတူအန်လုံး parallel ဆက်ရင်တလုံးတံပိုးကိုအန်နစ်ဆလာယူမယ် R dot equal R minus over N อืมဒီလုံး1 KO နဲ့500 ohm ကို parallel ဆက်ရင်တော့ R dot equal 1500 1000 plus 500 equal 500,000-1500ဆိုတော့အာ333.3 ohm လောက်ဖက်သွားမယ်။ဒါနှလုံးအတွက်သုံးလုံးလေးလုံးဆိုရင်ရော။လုံးလေးလုံးဆိုရင်တော့ဟိုပထမ formula ကိုပဲသုံးယုံမယ်။ 1R dot equal 1R1 1R2 1R3 အဲ့လိုဆက်သွားယုံမယ်။တွေ့ရတာနည်းနည်းများသွားပေမဲ့သဘောတရားကကျူတူပဲ။လက်တွေ့မှာတော့ series နဲ့ parallel ကိုရောနှောပြီးပို့ရှုပ်တဲ့ကွန်ရက်ဒီတိဆောက်ပြီးလိုချင်တဲ့တန်ဖိုးအတိအကျရအောင်ဖတ်တိကြတာပေါ့။ ဒါတွေက own slot တို့ key job slot တို့လို့အခြေခံနေရာမတွေနဲ့တွက်ချက်ရတာပါ။ကောင်းပါပြီ။ဒီနေ့ကျွန်မတို့ဒီဗီဒီယိုကို အခြေခံပြီးဆွေးနွေးခဲ့တဲ့အတွေကိုပြန်ချုပ်ရရင် resistor ဆိုတာလျှက်စီးကိုထိန်းချုပ်ခုခံတဲ့အစိပ်ပိုင်းသူ့ရဲ့ခုခံတံမိုးကို PC အရှိအခြေတွေကလွှမ်းမိုးတယ်။လက်တွေ့မှာတော့ wire wound composition film needed နဲ့ထုတ်လုပ်တယ်။ တန်မိုးကိုအယောင်ကုတ်နဲ့ဖတ်တယ်လိုအပ်ရင် series ဒါမှမဟုတ် parallel ပုံစံတုံးနိုင်တယ်ပေါ့နော်ဒီချက်တဲ့အယောင်ကိုတိထားခြင်းကအခြေခံ electronic နိုင်လည်မှုအတွက်တော်တော်ရေးပါတယ်လို့ဆိုနိုင်လာပေါ့ဟုတ်ကဲ့နောက်ဆုံးအနေနဲ့နားထောင်နေတဲ့သူတွေကိုစက်ပြီးစဉ်းစားကြည့်ဖို့အချက်လေးတစ်ခုထားခဲ့ခြင်းတယ်ကျွန်တော်တို့ခုခံတန်မိုးကိုလွှမ်းမိုးတဲ့အထက်မှာပစ္စည်းအရှိအခြေကို ပြောခဲ့ကြပြီဒါဆိုရင်နောက်ထပ်အရေးကြီးတဲ့ပတ်ဝန်းကျင်အချက်တစ်ချက်အပူခြင်းပေါ့ temperature ကတော့ resistor ရဲ့ခုခံတန်ဖိုးနဲ့သူ့ရဲ့လောဆောင်မှုမပေါ်မှာဘလို့တည်အောင်မှုတွေရှိနိုင်မလဲဥပမာပူလာရင် resistant တက်မလားကျမလားမပြောင်းဘူးလားပစ္စည်းအလိုက်ရောကွာမလားဒါပေကဒီနေ့ပြောကြတာတွေပေါ်မူတည်ပြီးကိုယ်တိုင်ဆက်လေ့လာဖို့စိတ်ဝင်စားစရာမေးခွန်းလေးဖြစ်မှာပါဒီနေ့ကျွန်တော်တို့နဲ့အတူဒီအကြောင်းအရာကိုစိတ်ဝင်တစားလေ့လာနားဆောင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ